ီချယ်တို့က apostrophe s နဲ့ဖြေတာလည်းရှိတယ်လို့ off နဲ့ဖြေတာလည်းရှိတယ်အဲ့တော့ apostrophe s နဲ့ဖြေတာကဥပမာဒါဘု து ကြောင်လဲလို့မေးတဲ့အခါမောင်မောင်ရဲ့ကြောင်လို့ပြောစင်တယ်ဆိုရင် apostrophe s နဲ့ဖြေမယ်ဆိုရင်မောင်မောင်ဒီချယ်တို့ဘယ်လိုပြောမလဲ apostrophe s cat ဟုတ်ပြီနော်အဲ့ဒါရေးတဲ့အခါမှာလဲဒီချက်တော့မောင်မောင်အဲမောင်မောင်ရေးသလိုပဲရေးလာဒါပေမဲ့အဲနောက်ဆုံးမောင်နဲ့ apostrophe s နဲ့ကိုအခုလိုမျိုးလေးကတ်ရေးတယ်ပြီးရင် cat ကိုလည်းနောက်တစ်လုံးခွာရေးတယ် ကတ်ပြီးတော့မရေးရဘူးဟုတ်ပြီเนาะသူ့ဟာနဲ့သူရေးရပါတယ်အဲ့တော့ဒုတိယပေါ့နော်မောင်မောင်မှာဒုတိယမောင်မှာဒီချေတို့ post to be s ကိုရေးရတယ်မောင်မောင် cat မောင်မောင်ဤကြောင်အဲမောင်မောင်ဤကြောင်ကိုပါဒီချေတို့က post to be s နဲ့ဖြည့်ခြင်းဘူး off နဲ့ပဲဖြည့်ခြင်းတာဒါဆိုရင်လည်းရပါတယ် s ဆိုကြဘလို့ဖြည့်မလဲဆိုတော့ဒီချေတို့မောင်မောင်ဤကြောင်မောင်မောင်ဤကြောင်ဟုတ်ပြီနော် app off နဲ့ဖြည့်ခြင်းလဲဆိုရင်ကြာကျတော့ကြောင်ကိုရှေ့ရထားရတယ်เนาะဘယ်လိုဖြည့်မလဲဆိုတော့ကြာတော့ the cat off မောင်မောင်အဲ့လိုမျိုးလေးဖြစ်သွားတယ်အဲ့တော့ teacher တို့မောင်မောင်ဤကြောင်ကို apostrophe s နဲ့ဖြည့်ခြင်းလဲဆိုရင်เนาะမောင်မောင် apostrophe s cat မောင်မောင် cat မမောင်ဤကြောင်အဲအဲ့ဒါကိုတချို့ off နဲ့ဖြည့်ခြင်းလဲဆိုရင်ကြာတော့အဲ့ဒီကြောင်ကရှေ့ကိုရောက်သွားတယ် the cat ပြီးတော့မှ e ရ off off က e နော်အဲ့တော့ကျတော့ off မောင်းမောင်းအဲ့တော့ကျတော့ဘာသာပြန်တဲ့ခါကျတော့နောက်ကပြန်ရတယ်လေအဲ့ကြောင့်မို့လို့မောင်းမောင်း e ကြောင်ဟုတ်ပြီနော်နောက်ကနေဘာသာပြန်ရတယ် the care of မောင်းမောင်းဆိုရင်မမောင်းရဲ့ကြောင် e နဲ့ရဲ့နဲ့အတူတူပဲနော် e နဲ့ရဲ့နဲ့အောက်ကမြင်တဲ့အတူတူပဲ ဟုတ်ပြီနော်အီရဲ့ရဲ့ရဲ့အောက်ကမြင်ရအတူတူပဲအဲ့တော့ဒီချက်တို့ကမောင်မောင် cat ဆိုရင်မော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 င်ကြောင်ပေါ့နော်မောင်မောင်ကြောင်အဲ the cat of မောင်မောင်ကလည်းမောင်မောင်ရဲ့ကြောင်ပဲဟုတ်ပြီနော်ဒါဆိုရင်ဒီချက်နောက်တစ်မျိုးထပ်ပြောလိုက်အောင်မယ်နော်အဲ့ဒါဆိုရင်ဒီချက်တို့ apostrophe s နဲ့လည်းရတယ် off နဲ့လည်းရတယ်နော်ကဲဒါဆိုရင်ဒီချက်တို့ကလှလရဲ့ခဲတန်းလို့ပြောမယ်အဲ့တော့လှလာ apostobs k ran ဆိုတော့ k b n c i l pencil ဘယ်လိုရေးနေမှလဲမသိဘူး။အားရဖြက်လိုက်ပါဦးမယ်။ p n c i l pencil ဟုတ်ပြီနော်။ la la pencil la la e k ran အဲ့ဒါကိုဒီချက်တော့လလဤခဲတယ်လို့မပြောကျင်ဘူးအပြောကျင်တယ် apostrophe s နဲ့မဖြည့်ကျင်ဘူး off နဲ့ဖြည့်ကျင်တယ် off နဲ့ဖြည့်ကျင်တဲ့အခါကျရင်ချက်ခဲတယ်ညဘယ်ကိုရောက်မှာလဲရှေ့ကိုရောက်မယ် the pencil of ဘာလို့လဲလာလာဟုတ်ပြီနော် the pencil of လာလာဆိုရင်ကျလို့ဘာဖြစ်သွားမလဲဘာသာပြန်တဲ့အခါနောက်ကနေစပြီးဘာသာပြန်တာဖြစ်တဲ့အတွက်ကြောင့်မလို့လာလာ e ခဲတာဟုတ်ပြီနော်လာလာ e ခဲတာ ဲ့တော့ whose ကဘသူဟာလဲဘသူရဲ့ဟာလဲဆိုတော့တချို့တို့ကဒီမှာကြည့် whose car is this ဆိုပြီးတော့ဒီချက်တို့ပေးထားတယ်အဲ့တချက်မောင်မောင်လို့ပဲပေးထားတယ်မောင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 ်ရဲ့ကားပေါ့နော်မောင်မောင်လို့ပဲပေးထားတယ်ဒါပေမဲ့ဒီချက်တို့ဖြေတဲ့အခါမောင်မောင်ကားလို့ဖြေရမှာမဟုတ်ဘူးမောင်မောင်ဤကားမောင်မောင်ရဲ့ကားမောင်မောင်ကားအဲ့လိုဖြေရမှာဟုတ်တယ်နော်အဲ့တွေ့ဒီချက်တို့ကဘာလို့လာပြီလဲ post obs သို့မဟုတ် of off နဲ့ဖြေတာလို့လာပြီအဲ့တော့ကြိုက်တဲ့ဟာကိုရွေးပြီးဖြေလို့ရတယ်ဒီချက်ကတော့နှမျိုးလုံးတင်ထားတယ်ဟုတ်ပြီနော်အဲ့ဒီတော့ ဒီကျဲတို့ဒီမှာ host ကတော့မိကွန်းစလုံးကြီးမို့လို့ဖြုတ်မယ်ကားကိုဖြုတ်ခဲ့လို့မရဘူးเนาะဘသူကားလဲမောင်မောင်ကားဘသူခဲတန်လဲမောင်မောင်ခဲတန်ကျဲတို့မြန်မာလိုမှလည်းမဖြုတ်ဘူးအဲ့အတွက်အင်္ဂလိပ်လိုမှလည်းဖြုတ်စရာမလိုဘူးအဲ့ဒီအတွက် host တခုပဲဖြုတ်မယ်ကားကိုခြံခဲ့မယ်ဒါပေမဲ့အဲ့ဒီကားကပြန်မထည့်သေးဘူးလေရှာဆက်ဆက်ချင်းကားကြီးနဲ့ဆက်လို့လည်းမရဘူးအဲ့တော့နောက်မှထည့်မယ်ခဏထားမယ်ဒါဆိုရင်ဒီကျဲတို့မှာ is net this နံပါတ်ကြံမယ်မလုပ်ထရလဲပြောင်းမြန်လှန်ထားတဲ့မိကွန်းဟုတ်တယ်เนาะဒါဆိုကျဲတို့ဘာလုပ်လိုက်မလဲအတက်လုပ်လိုက်မယ် is this က this is ဆိုပြီးတော့ဖြစ်သွားမယ်ပြီးတော့ mouse mouse ကနော်မောင်မောင်လို့ပေးထားတာဆိုပေမဲ့ကိုပါကို post obs ကိုထည့်ရမယ်ဟုတ်ပြီနော်ဘာအတွက် post obs ကကိုကကိုထည့်ရတာလဲဆိုတော့ who's ကြောင့်ထည့်ရတာဒီချေကတော့ဘသူကလဲမောင်မောင်ကဆိုမောင်မောင်ပဲပေးထားမှာ post obs ကကိုဟာကိုထည့်ရမှာအဲတကယ်လို့ post obs နဲ့မဖြည့်ခြင်းမှု off နဲ့ဖြည့်ခြင်းတာဆိုရင်လဲ the car of မောင်မောင်ဆိုပြီးတော့ကိုကကိုထည့်ဟုတ်ပြီနော် အဲ့တော့ဒီချက်က apostrophe s နဲ့ off နဲ့အကြောင်းကိုပြောထားပြီးသားဖြစ်တဲ့အတွက်ဒီချက်မောင်မောင်လို့ပေးထားတယ်ဆိုရင် apostrophe s နဲ့ဖြည့်ခြင်းတဲ့သူတွေကမောင်မောင်စက apostrophe s နဲ့ဖြည့်ခြင်းတာမဟုတ်ဘူး off နဲ့ဖြည့်ခြင်းတယ်ဆိုရင်ကားကိုရှေ့ရထား the god of မောင်မောင်ဟုတ်ပြီနော်အဲ့တော့အဲ့နှမျိုးကိုနားလည်ရင်အဖြေကလွယ်လွယ်လေးပါကဲဒါဆိုရင်နောက်တစ်ပုတ်သွားမယ်နော်ကဲနောက်တစ်ပုတ်ကြတော့ရောဒီချက်ကဒီမှာ whose car is parking outside အဲ့တော့ is parking ဆိုတာဒီချက်တို့ဒီပါကားပါကင်မှာကားပါကင်ထိုးထားတာကိုပြောတာပေါ့နော်နေရာချထားတာကားတွေကိုသူကသူနေရာချထားတာကိုကားပါကင်ထိုးတယ်ဒီချက်တို့ parking ဆိုတာကအဲမြန်မာစကားလုံးတိုင်းရိုက်ကြီးခေါ်တယ်ပေါ့နော်ပါကင်ထိုးတယ်ဆိုပြီးတော့ဒီချက်တို့ခေါ်ကြတယ်အင်္ဂလိပ်လိုလဲ parking မယ်မြန်မာလိုလဲ parking မယ်တိုင်းရိုက်ခေါ်တဲ့စကားလုံးကြီးဖြစ်နေတယ်ဟုတ်ပြီနော်အဲ့ဒီခါကျတော့ဒီချက်တခုပြောချင်တာရှိတယ်အဲဒီချက်တို့ကလေအာဒီ မေကွန်းမေးတဲ့အခါကျရင် buff တွေကိုနည်းနည်းသတိထားမယ်နော်ဘာမေကွန်းကိုကြည့်လိုက်တဲ့အခါမှာကလေးတွေတေချာမြင်အောင်ကြည့်မယ်အကူခေါ်ထားတဲ့မေကွန်းလည်းမဟုတ်ဘူးပြောင်းမြန်လှန်ထားတဲ့မေကွန်းလည်းမဟုတ်ဘူးမြင်တယ်နော်အဲ့လိုမေကွန်းလေးတွေတခါတည်းရန်လာတတ်တယ်နော်တေချာသတိထားပါနော်အဲ့တော့ teacher တို့ကမေကွန်းကောက်နီးတွေမှားရင်အမှတ်ကလုံးဝရမှာမဟုတ်ဘူးအဲ့ဒီအတွက် teacher တို့ ဘလို့ဖြေရမလဲပေါ့နော်ဒီဟာကြီးကမိကွန်းကဘလို့ကောက်ကြတော့မလို့ဒီကျတော့အကူခေါ်ထားတယ်ဆိုရင်ဒူတက်စတစ်ပါမှာပဲကလေးတွေတွေ့တယ်ဒူတက်စတစ်ကိုဖြုတ်ပြီးတော့ဒီချေတို့အစားပြန်ပြီးတော့ buff ကိုပေးပြီးတော့ဖြည့်သွားလိုက်တယ်။အဲပြောင်းပြန်လှန်ထားတဲ့မေကွမျိုးဆိုရင်ဒီချေတို့ဘာလုံးလိုက်လဲအတဲလုံးလိုက်တယ်။အခုဒီမှာကြည့်ဘယ်နေရာမှာပြောင်းပြန်လှန်မထားဘူး။အခုလဲခေါ်မထားဘူး။ဟုတ်တယ်နော်။ဒီချေကဘာကိုကြည့်ပြီးပြောတာလဲဒီမှာလေး is နဲ့ parking ကြီးနဲ့ဓာတ်ရိုက်ကြီးဆက်ထားတယ် တကယ်ဆိုရင်ဒီချေတော့ဘောင်းမြန်လှမ်းမှာမလားကားနဲ့ is နဲ့ဘောင်းမြန်လှမ်းထားမှာအဲ့တော့မှဒီချေတော့ is နဲ့ကားနဲ့ပြန်ပြီးတော့ပြင်လိုက်မှာလေဟုတ်တယ်เนาะပုံမှန်နေဆိုဘောင်းမြန်လှမ်းနေဆိုရင်အဲ့လိုမျိုးလေเนาะဒီမှာကြည့်ဒီချေပြမယ်နဲ့ this နဲ့ကိုဒီချေတော့ဘောင်းမြန်လှမ်းထားတယ်နော်ဒီမှာ host နဲ့ကားနဲ့ကတွဲရဆိုတော့ is နဲ့ this နဲ့ပြောင်းပြန်လှန်ထားရတဲ့တချို့ this is ဆိုပြီးတော့လှုပ်ချလိုက်တယ်အခုဒီမှာကျတော့တချို့ကဘယ်သူနဲ့မှပြောင်းပြန်လှန်မထားဘူးဒီမေးခွန်းမှာဆိုရင်ဘလို့မေးထားလဲ buff to be နဲ့ buff fire engine နဲ့ buff နှလုံးကို gap ပြီးမေးထားတယ် ုတ်ပြီနော်အဲ့ကူးဆိုင်မယ်နော်အဲ့တော့ buff 2b နဲ့ buff ing ပဲဖြစ်ဖြစ် buff 3နဲ့အဲ့ buff 2b နဲ့ buff 3ပဲဖြစ်ဖြစ်ဟုတ်ပြီနော်တခါတည်းရမှာဒီချက်တော့ဒီ buff 2b နဲ့ဒီနောက်က battery လာတတ်တယ်နော်အဲ့တခါတည်းရမှာ buff 2b နဲ့ buff ing နဲ့လာတတ်တယ်အခုကတော့ဒီချက်ဘာပေးထားလဲဆိုတော့ b နဲ့ buff ing နဲ့ပေးထားတယ်အဲ့တော့ buff 2b နဲ့ buff ing ပဲဖြစ်ဖြစ် buff 2b နဲ့ buff 3ပဲဖြစ်ဖြစ်ကပ်ပြီးတော့မေးထားရင် ပြောင်းပြန်လှန်ထားတာလည်းမဟုတ်ဘူးအဲဒီချေတို့အကူခေါ်ထားတာလည်းမဟုတ်ဘူးဒဲ့မေးထားတာဒဲ့မေးထားတဲ့အတွက်ဘာမှလုံးစရာမလိုဘူးအဲ့ဒီအတွက်ဘာလုပ်ရမလဲတန်းဖြေဟုတ်ပြီနော်မှတ်ထားမယ်နော်ဒါနောက်တစ်ခုတမျိုးအစ်စ်ပေါ်လာပြီပေါ့နော်ဒါပဲဒါပဲထက်မပေါ်တော့ဘူးနော်အစ်စ်ထက်ပေါ်စရာမရှိတော့ဒါလေးတော့မှတ်လိုက်ပါဦးအဲ့တော့ဒီချေတို့အများဆုံးလာတဲ့မိကွန်းတွေကတော့ဗျောင်းပြန်လှန်တဲ့မိကွန်းကအများဆုံးလာမှာပဲပြီးရင်ဗာလဲအကူခေါ်တဲ့မိကွန်း ဟုတ်တယ်နော်ပြောင်းပြန်ဆန္ဒနဲ့အခုခေါ်ရတဲ့ဒီချက်တို့နှမျိုးပဲတောက်လျှောက်ဒီချက်တို့သင်ခဲ့ရသမျှမှာဒီနှမျိုးပဲတွေ့လာခဲ့တာဒါပေမဲ့လို့အခုဒီချက်တို့ဒီ hooks မှာလာပြီးတွေ့ပြီးဘာတွေ့ရလဲ buff to b နဲ့ buff ing နဲ့ကိုကတ်ထားတယ်သို့မဟုတ် buff to b နဲ့ buff 3နဲ့ကိုကတ်ထားတယ် buff နှလုံးကတ်ထားတယ်ပြောချင်တာကဂျားထဲမှာဘယ်သူမှမရှိဘူးပြောင်းပြန်လှန်မထားဘူးတဲ့ရေးထားတယ်ဒါဆိုရင်ဘာလုံးစရာလို့လဲဘာမှလုံးစရာမလို့ဘူး ။ "तू आ तू ဒဲအီးပေးထားပြီဆိုမှတော့ကိုကဘာမှလှုပ်ပေးနေစရာမလိုဘူးလေ။ကြောင်းမြန်လှန်ထားရင်သာအတက်လှုပ်ပေးရမှာ။အခုခေါ်ထားရင်သာခေါ်ထားတဲ့ဟာကြီးကိုဖြုတ်ပေးရမှာ။အခုဒဲမေးလာပြီ။ဘလို့ဖြေမလဲ။ဒဲဖြေလိုက်တော့ဘာမှပြောင်းစရာမလိုဘူး။ဒါဆိုဘလို့ဖြေကြမလဲ။ Whose car is parking outside?" ဘသူကားကအပြင်မှာပကင်ထိုးထားတာလေသူကဘသူကားတယ်လေမောင်မောင်ကားပဲဒါဆိုရင်ဒီချေကပြောတယ်နော်ဒီ buff နှစ်ခုကိုအဲ့ဒါလိုကပ်ပြီးရေးထားရင် buff နှစ်ခုဆိုတဲ့နေရာမှာ buff 2 b ရတလုံး buff 5 c ရတလုံးသို့မဟုတ် buff 2 b ရတလုံး buff 3ရတလုံးအဲ့လိုမျိုးပေါ့နော်နှလုံးဆက်ကပ်ပြီးရေးထားတယ်ဆိုရင်ဒဲမေးထားတာပါဒဲမေးထားရင်ဘာလုပ်ပေးရမလဲဘာမှလုပ်ပေးစရာမလိုဘူးဒဲမေးထားရင်ဒဲဖြေဘသူကလဲမောင်မောင်ကမောင်မောင်က ပြီးရင် is parking outside is parking outside ဒီတိုင်းကြီးတန်းကူချသွားလိုက်ဘာမှလုပ်စရာမလိုဘူးအလွယ်ဆုံးပဲအဲ့ဒါအလွယ်ဆုံးမေးခွန်းပဲဟုတ်ပြီနော် buff နှလုံးကက်ထားရင်ပြောင်းပြန်လှန်ထားတာမဟုတ်ပါဘူးအကူခေါ်ထားတာလည်းမဟုတ်ပါဘူးဒဲမေးထားတာပါဒဲမေးထားရင်ဘာလုပ်လဲဒဲဖြစ်မယ်ဘာမေးခွန်းမှကိုကောက်စရာမလိုဘူးကျမေးထားတဲ့မေးခွန်းတွေကမေးခွန်းလုံးဝကောက်စရာမလိုပါဘူး whose car ဆိုတဲ့နေရာမှာဒီ whose နေရာမှာဘာဖြစ်လိုက်မလဲ mom's car အဲ apostrophe s နဲ့ဖြေရတာမကြိုက်ပါဘူးဆိုမှဒီချက်ရရတယ် the god of မောင်မောင်ဟုတ်တယ်နော် my mouse ကလို့မဖြေခြင်းဘယ်လိုဖြေမလဲ the god of မောင်မောင် is parking outside ကာ is parking outside is parking outside ပဲဘာမှလုံးစရာမလိုဘူးဟုတ်ပြီနော်အဲ့တော့ပြောချင်တာကအဲ့လို buff နှလုံးကတ်ထားရင်ဘာမှလုံးစရာမလိုဘူးတဲ့မေးထားတာပါတဲ့ဖြေလိုက်ပါ ဟုတ်ပြီနော်မေးခွန်းကိုကောက်စရာမလိုတော့ဘူးဘလောက်တောင်လွယ်လဲဆိုရင်ဒီကျွန်တော်ဒီမေးခွန်းစလုံးဖြစ်တဲ့ဒီ hook ကြီးကိုဖြုတ်လိုက်တာနဲ့ question mark ပြန်မထည့်တာကလွယ်လို့ကျွန်တော်ကုံတန်းစီပြီးတော့ကူးချပြီးတော့ရေးသွားယုံမယ်ဟုတ်ပြီနော်အဲကလေးတွေမှတ်မထားမှာဆိုတော့ဒီကျရဒီမှာ note ပေးထားတယ် buff 2b နဲ့ buff 5g တွဲတာပဲဖြစ်ဖြစ် buff 2b နဲ့ buff 3နဲ့ကက်ရေးထားတာပဲဖြစ်ဖြစ်ချက်ဘာလို့ရမလဲတန်းဖြေရမယ်မေးခွန်းကောက်စရာမလိုဘူးဟုတ်ပြီနော် ကဲဒါဆိုရင်နောက်တစ်မျက်နှာကူအောင်ပါအဲဆိုရင်ဒီချိန်ကဒီမှာ who's glove เนาะရင်းနဲ့ဘသူဤတယ်လက်အိတ်တွေလဲအာတို့ဆိုထိုးဟာရရပါเนาะအဲကက်သရင်းလို့ပေးထားတယ်ကဲဒါဆိုရင်ဒီချိန်တို့က who's ကိုဖြုတ်လိုက်မယ်เนาะ who's ကိုဖြုတ်လိုက်မှာဖြစ်တဲ့အတွက်ဒီချိန်တို့ gloves ကကြံမယ် glove ကြံတဲ့အခါကျရင်ချိန်တို့ gloves ကိုတော့မရေးနဲ့အောင်เนาะခဏလေးခြံခဲ့ပြီးမှရေးမယ်အာတို့နဲ့ဒီချိန်တို့တွေ့တယ်မှလားအာတို့ကဘာလုပ်ထားလဲပြောင်းပြန်လှန်ထားဆိုရင်ဒီချိန်တို့ဘာလုပ်လိုက်မလဲအတက်လုပ်လိုက်မယ် those are ပြီးပြီဆိုမှအဲ Catherine Glass ဂျက်နဲ့ Bostobias နဲ့ဖြည့်ချင်တာဆိုရင် Catherine's Glass အဲ off နဲ့ဖြည့်ချင်တာဆိုရင်တော့ the လေးထည့်လိုက်အောင်เนาะ the glass of Catherine ဟုတ်ပါဒါဆိုရင် whose birthday is today လေဒီနေ့ဘသူ birthday လဲလဲစံမြင်းမှာ birthday ရဲ့ဒါဆိုကျတော့ whose ကိုဖြုတ်လိုက်မယ် birthday ကြံနေခဏလေးထားလိုက်အောင်မယ် is not today နဲ့ဘာလို့ထားလဲဆိုတော့ပြောင်းပြန်လှန်ထားတာဒါဆိုကျတော့ဘာလို့မလဲအတက်လုတ်လိုက်မယ် today is ဟုတ်ပြီနော် today is sam's birthday ဒါမှမဟုတ်ဆိုလဲ the birthday of sam ဟုတ်ပြီနော်ကဲဒါဆိုရင်နောက်တစ်ခုကျွန်တော် whose house တဲ့ was used with bread တဲ့အဲ့တော့ဒီချက်ကဒီမှာဟိုက question mark ဂျန်နေခဲ့ပုံကြတယ်ဟုတ်ပါဒီချက် question mark ဂျန်နေခဲ့တယ်နော် ဲ့တော့ဘသူ့ရဲ့အိမ်ကိုတဲ့ brick ဆိုတော့အုတ်နဲ့စောက်ထားတာလဲတဲ့နော်ဘသူ့ရဲ့အိမ်ကိုအုတ်နဲ့စောက်ထားတာလဲဆိုတော့ဦးစိန်နဲ့ဒီချက်ဦးစိန်လို့ပေးထားတယ်ဦးစိန်ရဲ့အိမ်ကိုတဲ့အုတ်နဲ့စောက်ထားတာတဲ့ဒါဆိုရင်ဒီချက်တို့ဒီမေကွန်းကိုသေချာပြူပြဲနေအောင်ကြည့်ဘလို့ရေးထားလဲ was နဲ့ use နဲ့ရေးထားတယ်ပြောင်းပြန်လှန်ထားတာလဲမဟုတ်ဘူးအကူခေါ်ထားတာလဲမဟုတ်ဘူးဒဲ့မေးထားတဲ့မေကွန်းကြီးဟုတ်တယ်နော် တဲ့မေးထားတဲ့မေးခွန်းကြီးအဲ့ဒီအတွက်တီချယ်တို့ဘာလုပ်မလဲတဲ့မေးထားရင်တဲ့ပြင်မယ် who's ကိုဖြောက်လိုက်မယ် usain's house အဲ့လိုရေးချင်ရေးမရေးချင်ဘူးဆိုရင် the house of usain ဟုတ်ပြီနော်အဲ့လိုလေရေးပြီးတာနဲ့ကျန်တာတွေအကုန်လုံးဘာလုပ်တော့မလဲတန်းကူးချသွားမယ် was used with break အုံးနဲ့စောက်ထားပါဗျ ဟုတ်ပြီနော်ကဲဒါဆိုရင်နောက်တစ်ခါ whose turn is it the t u r n က turn မှာနော် twin မဟုတ်ပါဘူးနော်အဲ့ဒီအဲ့ဒီစလုံးကလည်းတော်တော်ပြောရတယ် t u r n ဆိုတော့ကလေးတွေက twin ထင်နေကြတာမဟုတ်ဘူး turn 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 ဆိုတာအလှဲ့ကိုပြောတာငါလှဲ့နင့်လှဲ့သူ့လှဲ့အဲ့ဒီအလှဲ့ကိုပြောတာဟုတ်ပြီနော် whose turn is it တဲ့ဒါသူ့လှဲ့လဲတဲ့ဘသူ့လှဲ့လဲကြော်ကြော့အလှဲ့တဲ့ဒီခြေကပေးထားတယ်ကြော်ကြော့အလှဲ့ဆိုတော့ဒီခြေတို့ဘယ်လိုလုပ်မလဲဒီမှာ who ဆိုတဲ့စကားလုံးကြီးကိုဒီခြေတို့ဖြုတ်လိုက်မယ် turn ခဏထား နော် is နဲ့ it နဲ့ဘာလောက်ထားရလဲပြောင်းပြန်လှန်ထားတာတချို့အတက်ပြန်လောက်လိုက်မယ် it is ကြောကြော ten ဒါမှမဟုတ်ဆိုလဲ the ten တော့ကြော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 အလဲအောက်ပြီနော်ကဲဒါဆိုရင်ဒီချက်တော့နောက်တစ်ခါ whose ten is it to do the dishes to do the dishes ဆိုတာဒီချက်တော့ပကံစေးတာကိုပြောတာဟုတ်ပြီနော်ပကံစေးတာကိုပြောတာဒီချက်တပုံစံနဲ့ပေးထားရယ်နော်ဘာလေးပဲပို့သွားရလဲ to do the dishes ဆိုတာလေးပဲပို့သွားတာဒါဆိုရင်ဒီချက်တော့ဘယ်လိုဖြေကြမလဲဆိုတော့ အဲဇော်ဇော်ပဲပေးထားတယ်နော်အော်ဒီမှာဇော်ဇော်ပေးထားဟိုမှာကြော်ကြော်ပေးထားအဲ့တော့ဒီကျတော့ဒီမှာ host ကိုဖြုတ်လိုက်မယ်10ကိုခဏထားပြီးမှပြန်ထည့်မယ် is နဲ့ it နဲ့ဘာလောက်ထားတာလဲဆိုရင်ဒီကျတော့ဗျောင်းမြန်လှန်ထားတာအတက်လောက်လိုက်မယ် it is it is ပြီးသွားရင်ဒီကျတော့ဘလို့ပဲရေးမလဲဒီဇော်ဇော်10ဒါမှမဟုတ်ဘူးဆိုရင် the 10တော့ဇော်ဇော်ပဲပြန်ပြီးတော့ရေးမယ်ပြီးပြီဆိုကမှ to do the dishes ဆိုတာကြီးကိုနောက်မှပြန်ပြီးတော့ပိတ်မယ် ဟုတ်ပြီနော်အပေါ်ကမေကွန်းအတိုင်းပဲဒီချေလို့ဖြည့်သွားမယ်အပေါ်ကမေကွန်းရဲ့ဖြည့်ရဘာဖြစ်လဲ it is jojo's turn အဲ့ပုံစံအတိုင်းပဲဒီမှာလည်းဘာဖြစ်လဲ it is jojo's turn ပြီးမှဒီချေလို့ဘာလုပ်မလဲ to do the dishes ဆိုတာကြီးကိုဒီချေလို့နောက်ကနေပြန်ပိတ်မယ်ဘာဖြစ်လို့လဲအဲမေကွန်းအဆုံးထိကူမသွားဘဲနဲ့ to do the dishes ကိုအဖြည့်ပြီးမှဘာဖြစ်လို့ပြန်ပြီးတော့နောက်ကနေပိတ်ရတာလဲဆိုရင် to do the dishes ဆိုတာပကံစေးရန်လို့ပြောတာပကံစေးရန်ဆိုတာဘာလဲဒီချေလို့ရည်ရွယ်ချက် purpose လို့ခေါ်တယ် နော်ရည်ရွယ်ချက် purpose အဲအဲ့ဒီတော့ကျတော့အဲ့လိုမျိုးရည်ရွယ်ချက်တွေနော်အာဒီကျတော့ဘယ်လိုပြောရမလဲဒီကို နောက်ဆုံးပိတ်မှာထားလို့ရတယ်ပေါ့နော်ဒီချက်တော့ဒီကိုကိုရဲ့အရေးကြီးတဲ့အဖြစ်ကိုအရင်ဆုံးဖြေရမယ်ပြီးပြီဆိုကမှဒီချက်တော့ဒီရွယ်ချက်တွေအာနောက်ခါနေရတွေဘာတွေညာတွေပေါ့နော်နောက်မှဒီချက်တော့ထားရမယ်အခုသူက it is လို့ပဲဒီချက်တော့ကိုပြောထားသေးတယ် it is ဆိုတော့ဘာမှလည်းမသိသေးဘူး it is တဲ့ထိုဟာဖြစ်ပါတယ်ဘာဖြစ်တာလဲအဖြစ်တဲ့ဟာနောက်ကနေတန်းကတ်လိုက်မယ်ဇောဇောအလှဖြစ်ပါတယ်ဟုတ်ပြီနော်အားကြောင့်မလို့ it is zozo's turn ပြီးကမှ to to the dishes เนาะ reason လို့လည်းခေါ်တယ် purpose လို့လည်းခေါ်တယ်เนาะအဲ့တော့ဒီချက်တော့ရည်ရွယ်ချက်ပေါ့เนาะအကြောင်းပြချက်ရည်ရွယ်ချက် reason လို့လည်းခေါ်ပါတယ်เนาะ reason purpose အတူတူပါပဲရည်ရွယ်ချက်ဆိုရင်တော့ဒီချက်တော့ purpose ပေါ့เนาะအဲ reason ဆိုရင်တော့အကြောင်းပြချက်ပေါ့အဲ့ပကံစေးဖို့ဆိုတာကအကြောင်းပြချက်လို့လည်းပြောလို့ရသလိုပကံစေးဖို့ဆိုတာကရည်ရွယ်ချက်လို့လည်းပြောလို့ရတယ် ဟုတ်ပြီနော်ဒါကြောင့်မလို့ဒီ share ကအဲ့ reason နဲ့ purpose တွေဆိုရင်နောက်ဆုံး bait မှာထားရတယ်အဲကြောင့်ဒီကြောင့်ရဲ့နောက်ဆုံး bait ကိုဖြည့်ကျင်တာတွေဖြည့်ရမယ့်ကိစ္စဝိစ္စတွေအကုန်လုံးရေးပြီးလို့ပြီးပြီးဆိုတော့ကျွန်မအဲ့ဒီ2နဲ့စရတယ်ပေါ့နော် အတွဲလိုက်ကြီးကိုနောက်ဆုံးပိတ်မှာပြန်ပြီးတော့ပိတ်ရတယ်ဟုတ်ပြီနော်ဒါလေးကတော့အမှတ်ထားပါနောက်ပိုင်းလာလိုက်မယ်နော်အဲ့ဒါလေး to do the dishes ဆိုတော့ဒီချက်တို့ပကံနေစေးရန်လို့ပြောတာပါကဲဒါဆိုရင်နောက်ဆုံးတစ်ခု who's shoe တယ်နော်အာ this data တွေကဘသူ shoe လဲတဲ့အဲ့တော့ကျွန်မမရဲ့မှာ shoe တယ်ဒါဆိုရင်ဒီချက်တော့ who's ကိုဖြုတ်လိုက်မယ် shoe ကိုခဏလေးထားမယ်အာနဲ့ this နဲ့ကပြောင်းပြန်လှန်ထားတာဆိုတော့ဒီချက်တော့အတက်ပြန်လုပ်မယ်အာ this ဆိုတော့ these are เนาะ mama boss to be as used to ပြီးတော့ဖြည့်ရင်ဖြည့်လို့ရတယ် the shoes of mama လို့ဖြည့်လို့ရတယ်အဲ့တော့ these are mama's shoe တော့မဟုတ် these are the shoes of mama ဟုတ်ပြီ